ဒီအနုပညာလောကမှာ၁၂နှစ်၁၃နှစ်လောက်ခေါင်းဆောင်နေရာနေရိုက်ပြီးတော့ဟိုတခြားနေရာကိုဆင်းရဲရမှာတွေမှာအများကြီးစဉ်းစားရရှိရမှာရဲ့ဒါပေမဲ့လေးပြောပြရပါညီမလေးကအဲ့ခါကျတော့ဟိုကိုပြန်လာတဲ့ပြန်ရောက်လာတဲ့ကောင်မှလည်းကိုကကိုစူးစမ်းခဲ့တဲ့၁၂နှစ်၁၃နှစ်နဲ့ထိုက်တန်တဲ့နေရာလေးမှာပဲနေခြင်းတယ်အဲ့ခါကျတော့ဟိုဇက်တီကိုလည်းအများကြီးဖက်ရတယ်ကိုကိုကန်းလန်းတဲ့သူပုံမှန်လေကိုကအကြောင်းပြချက်လက်လာလေးနဲ့အော်ဒီလိုဒီလိုကြောက်မှလို့ စဉ်းစားပြီးတော့ပြောရရရှိရဲ့အဲ့ဒါအကြောင်းပြည့်သက်ရှိကိုရောက်လာကြတာပါ အရင်ခုနဲ့ဘာလို့လဲဆိုတော့ပြည်တတိယမွေးစကားတွေကိုကြည့်ရကြပြီဟိုတချို့ဆိုလို့ညာမဟုတ်ပြိုက်တော်ဘူးလားအမှုပြန်လို့ဒီမလုပ်တော်ဘူးလားအဲ့လိုမျိုးပြောနေရနေပြီးတော့ပြည်သက်ရှိကိုပြန်လာခဲ့ရတဲ့စကားဆိုတော့အရင်ရင်ခုနဲ့ဟိုပြန်လာခဲ့ဟိုပြန်ပေါ်လာတဲ့စကားမှလည်းကိုကတကယ်ကိုနာမည်ကြီးခဲ့ဝတ္ထုဒီလိုရှိရင်တကယ်ကိုဆရာတို့အရင်ရှိမှအမှဒီကုဇလန်တွေလည်းအများကြီးပောက်ခဲ့ဆရာတို့ရိုက်ခဲ့ကားမှပါတိကျဆောင်ရင်းရတာဆိုတော့အရင်ရင်ခုစိတ်လှုပ်ရှားပါတယ်ဟုတ်ကဲ့ဇလန်တွေမရိုက်တာဆိုလို့ရှိရင်2020တက်လောက်တည်းက တစ်လောက်ထဲမှာရိုက်တော့ဆိုတော့တော်တော်ကြာပြီပေါ့နော်အာဒီကားပြင်ထားတော့နှစ်နှစ်လောက်ရှိပါပြီဒါနှစ်နှစ်လောက်ကြာမှပြန်ပြဟိုတကယ်ကတော့လေရိုက်ထားတဲ့တချို့ဇလန်းတွဲလေးတွေလည်းရှိသေးတယ်မပြတာဆိုတော့အမှန်တကယ်တော့ဟို နောက်ဆုံးရဖြစ်တာ2021မှာပြန်ရိုက်တာ2023လောက်မှာပေါ့နော်ဒါပေမဲ့ပြည့်သက်ရှိကိုပေါ်လာကြတော့2025ဖြစ်နေတဲ့အခါကျတော့ဟိုဈာယမှာရိုက်တာလေးတော့ရှိရဲဒါပေမဲ့ပြည့်သက်ရှိကိုရောက်မလာအဲ့တော့အရင်ရောစိတ်ညာမျိုးတွေဟိုဘယ်လိုလဲအရင်ကိကောက်တာမျိုးတော့မရှိဘူးပေါ့နော်ဟုတ်ဆရာအော်စိတ်ချောင်းသူလေးပေါ့နော်စိတ်ချောင်းသူလေးအဲ့လိုချစ်တယ်ကိုတိတ်ပြီးတော့နားမလဲတက်တဲ့ကောက်မလေးပေါ့ဟုတ်အမှတ်တရရအောင်များရဲ့အဓိကတော့တရုတ်ဆောင်တွေညီကောင်မတွေအရင်များပြီးတော့တက်တိုက်ဝင်ပေါ့နော်လူငယ်တွေအများကြီးနဲ့အဲ့လိုရိုက်ခဲ့ရဆိုတော့ပြီးရင်ဒီ ကျောင်းတွေကိုဘဟုပြုတ်ပြီးတော့ကျောင်းတွေကိုအဲ့လိုအဓိက main set တယ်ပြီးရိုက်ရတဲ့ကားဆိုတော့ဟိုပြည်သက်တွေမြုံလိမ့်နေတဲ့ဟိုကျောင်းသားကားပုံစံလေးဖြစ်နေတာပေါ့မင်းတို့ရောပုံမှန်လဲထားနေကြဆိုတော့လေအခက်ခဲရတော့အရင်မရှိဘူးဒါပေမဲ့အဲ့လိုဟိုဆရာဝန်ကာရက်တာလေးဖြစ်အောင်ပြီးတော့နည်းနည်းအဲ့လိုဒီ November character ဝင်အောင်တော့စိတ်ကိုပြင်ဆင်ရလေတော့ရှိပါတယ်။စူးတဲ့နေ့ကတခါမှမဆုံးလိုက်ဘူး။တခါမှဆုံးတဲ့ခန်းမှလည်းစကားမပြောဘူး။အဲ့လိုဟို ကိုကိုနဲ့သူနဲ့ကမတိရဲ့သူဆိုတော့လေဟုတ်အဟုတ်တယ်သူကတော့ပူကြိုးစားတဲ့အပိုင်းလေးရှိသွားတာပေါ့နော်ဘာလို့လဲဆိုတော့ဇက်သဘောအရသူဇက်သဘောအရဟိုမောင်းကြတော့နည်းနည်းဟိုပြီးတဲ့အတွက်စဉ်းစားခက်တဲ့ character ပုံစံမျိုးလေးဖြစ်နေတဲ့အခါကျတော့ဟိုအပြင်းမာတာအဒီလိုလေးလုပ်ကြမယ်ဆိုပြီးလို့တိုင်တိုင်းမင်းမင်းလောက်ရပါမိမဲ့ဇက်ထဲမှာဆိုရင်တော့ကိုကနည်းနည်းဟိုနားလေရခက်တဲ့ character ပုံစံလေးဖြစ်နေဟုတ် ကိုယ်တိုင်လည်းဒါ fight ကြည့်လို့တမျိုးလေးစဉ်းစားပြီးတော့လုပ်ခဲ့ရအောင်အင်းဟုတ်တယ်အဲ့လိုရိုက်ကူးနေနေကိုလေးစဉ်းစားရင်ငါဘယ်လိုလေးလုပ်လိုက်ရင်ပြည်သက်ကဘယ်လိုမြင်သွားမလဲအော်ကိုကအရင်ပြေးတဲ့ဘက်ကိုအရင်စဉ်းစားပြီးကိုယ်ချစ်အောင်ပဲလုပ်နေလို့ရှိရင်ရောဟိုဇက်ကဇက်ပေါ်မှာဟိုတစ္ဆာရှိပါမလားအများကြီးကို balance နေအောင်လို့လုပ်ရတာပေါ့နော်အဲ့ပမာမှဆရာခိုင်းတာတွေအကုန်လုံးတည်တည်ချာချာလေးကျူးကျူးဆဆလောက်ခဲ့ပါတယ် ဒီအနုပညာလောကမှာ၁၂နှစ်၁၃နှစ်လောက်ခေါင်းဆောင်နေရာနေရိုက်ပြီးတော့ဟိုတခြားနေရာကိုဆင်းရဲရမှာတွေမှာအများကြီးစဉ်းစားရရှိရမှာရဲ့ဒါပုံမှန်လေးပြောပြရပါညီမလေးကအဲ့ခါကျတော့ဟိုကိုပြန်လာတဲ့ပြန်ရောက်လာတဲ့ကောင်မှလည်းကိုကကိုစူးစမ်းခဲ့တဲ့၁၂နှစ်၁၃နှစ်နဲ့ထိုက်တန်တဲ့နေရာလေးမှာပဲနေခြင်းနဲ့အဲ့ခါကျတော့ ဇက်တီကိုလည်းအများကြီးဖက်ရတယ်ကိုကန်းလန်းတဲ့သူပုံမှန်လဲကိုကအကြောင်းပြချက်လက်လာလေးနဲ့အော်ဒီလိုဒီလိုကြောက်မှာလို့စဉ်းစားပြီးပြောရည်ရှိတယ်အဲ့အဲ့အကြောင်းပြည့်တဲ့ရှိကိုရောက်လာကြတာပါအာဒီကရိုက်မှုကတော့ကိုကဒီဝတ္ထုကိုရမ်းကြိုက်တဲ့သူဆိုတော့လေဒီဇက်ရိုက်မယ်ဆိုတော့အရန်ကိုပျော်ရွှင်မြူးထူသွားတာအဲ့လိုအချိန်တော့မမှတ်မိတော့ပါမောအရန်လဲဟို အိမ်ကအရန်စာဖတ်ခိုင်းတဲ့အိမ်ဆိုတော့ဟိုစာအုပ်တွေကတောက်လျှောက်ဖတ်နေရောဒီဝတ္ထုကိုရိုက်မယ်လို့ပြောဆိုအောင်ငါတည့်ရဒီဝတ္ထုဆိုပြီးတော့ချစ်ချင်းမဲ့ဟိုစာအုပ်ပြန်ရှာပြီးတော့ဖတ်လိုက်တယ်ဖတ်လိုက်တဲ့အချိန်မှာအိမ်မှာပဲအိမ်တော့လည်းအရင်ဖတ်လဲဖတ်လိုက်ကဟာဒီဝတ္ထုဆိုတော့အရန်မိုက်တာပဲဟိုကိုကိုတိုင်းလည်းအရန်ရှင်ဘက်ထဲမှာစွန့်နစ်ပြီးနောက်ဆုံးဆုံးသက်မှာကြံခဲ့ရတဲ့ဝတ္ထုဖြစ်တဲ့အတွက်ဟိုဟာဒီလိုကားမျိုးရိုက်မယ်ဆိုတော့ငါကိုငါကတကယ်ကိုမိုက်မှာပဲလို့တွေးပြီးတော့ရိုက်ခဲ့တာအချစ်အကြောင်းနားမလဲတဲ့ကာရက်တာလေးပုံစံနဲ့တည်ုပ်ဆောင်ထားတာဆိုတော့ဟိုအဲ့လို ဘယ်လိုပြောမလဲအငြင်းမှာသူလှုပ်ရှင်တာတွေပဲလုပ်နေတဲ့ပုံစံမျိုးလေးပေါ့ဟုတ် အဓိကတော့ဒီဝတ္ထုကိုအရန်သဘောကျပြီးတော့ပဲရိုက်ခဲ့ရပါဘောเนาะဟုတ်ဒီဝတ္ထုကိုအရန်သဘောကျပြီးရိုက်ခဲ့တယ်ကန်လန်းတဲ့ခါမှာလည်းအရန်ကိုဟိုကိုကြိုက်နေသူကိုကြိုက်နေတဲ့ဝတ္ထုဖြစ်တယ်ကိုကြိုက်နေတဲ့ဟိုစီယာတို့ဒီကိုကြိုက်နေကိုသဘောကျတဲ့ငွေချင်းတွေအတူလုံးလုံးရမယ်ဆိုတော့အရန်ကိုပျော်ရွှင်ပြီးလက်ခံပြရတယ်ကမ်းမပြန်လာတဲ့ကားလေးမှာအာတိဥဆောင်တာအဆင်မပြေရရှိခဲ့ရမယ်ဖြစ်ဖြစ်ဟိုသဘောကျနှစ်ကနှစ်သက်ခဲ့ရပဲဖြစ်ဖြစ်အပြစ်ပါလို့ပြောချင်ပါတယ်